မုံရွာမြို့နယ်တွင်ပြည်သူများထံမှစက်ကြီးကောက်နေသောရဲရာရှိ3ဦးနှင့်ရဲတပ်သား2ဦးတို့လိုက်ပါလာသောကားကို တော်လန်ရေးတပ်များကပြစ်ခတ်မှုရဲ4ဦးသေဆုံးပြီးလက်နက်ခဲယမ်းများတင်ဆက်ရရှိစကိုင်းတိုင်းမုံရွာမြို့နယ်တွင်ပြည်သူများထံမှစက်ကြီးကောက်နေသောရဲရာရှိ3ဦးနှင့်ရဲတပ်သား2ဦးတို့လိုက်ပါလာသောကားကိုတော်လန်ရေးတပ်များကပြစ်ခတ်မှုရဲ4ဦးသေဆုံးပြီးလက်နက်ခဲယမ်းများတင်ဆက်ရရှိကြောင်းမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ုံရွာမြို့နယ်ပလပမှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်တည်တင်ဌာနထံသို့ပြောဆိုသည့်အော်တိုဘာလ၄ရက်နေ့နနက်ပိုင်းမုံရွာမြို့နယ်တာစီလန်းနှင့် အတော်အဝိုင်းပတ်တွင်ပြည်သူများထံမှငွေကြေးနှင့်ပါလာသောပစ္စည်းများအတင်းအဓမ္မဆက်ကြေးကောက်ခံနေသောရဲအရာရှိ၃ဦးနှင့်ရဲတပ်သား၃ဦးလိုက်ပါသောအင်စည်းကားကိုတော်လန်ရေးတပ်များကတိုက်ခိုက်ခဲ့ကြောင်းအပြန်အလှန်တိုက်ခိုက်မှုအတွင်ရဲ၄ဦးစလုံးတေဆုံးခဲ့ပြီးတော်လန်ရေးတပ်များအထိခိုက်မရှိခဲ့ကြောင်းလက်နက်ခဲယမ်းများတင်းစေရရှိခဲ့ကြောင်းသိရှိရသည် တေဆုံးသူရဲလေးဦးအနက်မှတအုံးမှာကချင်ပြည်နယ်မိုးကောင်းမြို့နယ်နမတီးနယ်မြေရဲစခန်းမှာရဲတက်ကြက်သိန်းစော်ဖြစ်ကြောင်းသိန်းစေးရရှိသောလက်နက်ခဲယမ်းများမှာ BA63 ခေါ် G3 နှစ်လက်ကိုမမပစ္စတိုတလက်တို့ဖြစ်ပြီးလိုက်ပါစီးနင်းလာသောအင်စီကားမှာလည်းပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပျက်စီးသွားကြောင်းသိရှိရသည့်ပြည်သူတွေအနေနဲ့လက်ရှိအခြေအနေမှာအထူးဂရုစိုက်ပြီးတွာလာပေးကြဖို့နဲ့ဘေးကင်းကြပါစေလို့ပြောချင်ပါတယ်ဟုမုံရွာမြို့နယ်ပြည်သူလုံခြုံရေးအဖွဲ့မုံရွာမြို့နယ်ပလဖမှတာဝန်ရှိသူကယံကွန်ကရစ်တည်ထောင်ဌာနထံသို့ပြောဆိုသည့် အဆိုပါမစ်ရှင်ကိုမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့မုံရွာမြို့နယ်ပလဖနှင့်ចောင်းသားတက်တော်မုံရွာခရိုင်တက်ရင်နှင့်ခွဲသုံးရွာစော်ကြီးတော်လန်တန်ဘူးဒလင်မိုဘိုင်းတင်းတို့ကအတူပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်